ားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စိုင်းဆံမန်းတင်ရေးသားတဲ့ဒုတိယရွေနှစ်ဆိုတဲ့စာအုပ်ထဲမှာဆိုဘီရဲ့ပြည်တော်စုဆိုတဲ့စာအုပ်မလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကျမကတော့စာဖတ်သူနန်းသိင်ကြီးဖြစ်ပါတယ်အခန်းတင်1952ခု အော်တိုဘာလ3ရက်နေ့ကျွန်တော်တို့ဒီနနက်3နာရီခွဲအချိန်တွင် ပီကင်းဟိုတယ်မှာမော်တော်ကားများဖြင့် လေစိတ်သို့ထွက်ခွာလာကြလေသည်ဟိုတယ်တွင် အနှွေးတက်ပေးထားသောကြောင့်ရွံ့ရွံ့ထွေထွေရှိတော်လဲအပြင်ဘက်တွင်ခိုက်ခိုက်တောင်းအောင်ချမ်းအေးနေလေသည်ဝေလီဝေလင်းချိန်ဖြစ်သောကြောင့်ပီကင်းတစ်မြို့လုံးငြိမ်သက်နေသည်လမ်းမကြီးများပေါ်တွင် မော်တော်ယဉ်တစည်းတလေသာ တွေ့ရသည်လေရင်ကွင်းသို့ရောက်သောအခါအရှိဘက်စီမှရောင်နီကျင်း၍လင်းစာပြုတ်နေလေပြီခဏကြာသောအခါမျက်နှာပြူဧည့်သည်တစ်တိုင်းရောက်လာကြပြန်သည် အမျိုးသမီးတွေလည်းပါလာကြသည်သူတို့သည်ဗြိတိရှလေဘာပါတီအမတ်များဖြစ်ကြသည်တရုတ်ပြည်သို့လာရောက်လေ့လာပြီးမော်စကိုမှတဆင်ဌာနေသို့ပြန်ကြမည်သူများဖြစ်သည်ကျွန်တော်တို့လေရင်သည်9နာရီခန့်တွင်မှ ပီကင်းလေဆိပ်မှထွက်ခွာနိုင်သည် လေရင်ပေါ်သို့တက်ခါနီးတွင် တရုတ်အမျိုးသမီးလေးများကပန်းစည်းများဆက်၍နှုတ်ဆက်ကြလေသည်ကျွန်တော်တို့သည်လိုက်လံပို့ဆောင်သူများအားဖက်လဲတကင်း နှုတ်ဆက်လိုက်ကြလေသည်ကျွန်တော်တို့နှင့်အတူရတ္တရှလေးပါအမတ်များဤအဖွဲ့ဝင်များအနက်မှ အချို့လည်းလိုက်ပါလာသည်ကြံအဖွဲ့ဝင်များမှနောက်လေရင်တစ်စင်းနှင့်လိုက်ပါလာကြမည်ဖြစ်သည်၃နာရီခန့်အကြာတွင် လေရင်သည်မန်ဂိုလီးယားနိုင်ငံတဲခန္ဓာရာကြီးတစ်ခုအလဲတွင်ရှိသော လေရင်ကွင်းတစ်ခုတွင်ဆင်းသက်လေသည်ကျွန်တော်တို့သည်ခြေညောင်းလက်ဆန်လေရင်အောက်သို့ဆင်းကြသည်ဒီနေရာတွင် နေအောင်ကြီးရရှိပြီးပီကင်းမာကဲ့သို့ မအေးလားခက်လန်းလန်းတွင်မောင်ဂိုလီယာ၏မြို့တော်ဥလင်ပါတာမြို့ကိုတွေ့ရလေသည်အလွန်ခြောက်သွေ့သောဒေတာပြည့်၍တစ်ပင်ဝါပင်ဆို၍တပင်တလီမျှမတွေ့ရ ကျွန်တော်တို့သည်ဂိုဘီသဲကန္နာယကိုဖြတ်တန်းလာခဲ့ခြင်းဖြစ်သည်အရက်လေးမျက်နှာဘယ်ကိုပဲကြည့်ကြည့်တဲဖွေးဖွေးကိုသာ တွေ့မြင်ရသည်အချို့နေရာများတွင်နေကြီးမြင့်ကြီးလှိုင်းထာနေသည်ထိုနေရာမှမောလွဲတနိုင်ခွဲတွင်စား၍ထွက်ခွာလာရာ ညနေ၄နာရီခွဲတွင် Aquas မြို့သို့ရောက်ကြသည်လေစိတ်တွင် ထိုမြို့မှအဖွဲ့အစည်းခေါင်းဆောင်များလာရောက်ကြိုဆိုနှုတ်ဆက်ကြသည် ထိုမြို့သည်ကျွန်တော်တို့ပထမဆုံးတွေ့ရှိရသော ဆိုဗီယက်မြို့တစ်မြို့ဖြစ်သည်ကျွန်တော်တို့သည် ထိုမြို့မှပင်တညနာနေပြီးနောက်တစ်နေ့တွင်မှခရီးဆက်ရမည်ဖြစ်ကြောင်းစကားပြန်မှတဆင့်ပြောကြားလေသည် ထိုမြို့မှဆ ảy ၍မော်စကိုထိကျွန်တော်တို့နှင့်လိုက်ပါရန်စကားပြန်တူ တွဲဖက်ထားရှိပေးလေသည် သူသည် လူရဲတဦးဖြစ်၍တော်လက်ချက်ချလာပြီးအင်္ဂလိပ်ဘာသာစကားကိုတော်လက်စွာပြောတတ်သူဖြစ်လေသည် သူ၏ရုရှားအမည်မှာရှေးလျားလာသောကြောင့်တာလန်ဟု အတူချုံ၍ခေါ်ကြလေသည် ကျွန်တော်တို့အားလေးစိတ်အနည်းရှိဟိုတယ်လေးတစ်ခုတွင် နေရာချထားပေးလေသည်ညနေစာစားတောက်ပြီးသောအခါသုံးပိုင်ခန့်ဝေးကွာသောမြို့ထဲသို့တွားရောက်လှည့်လည်ကြည့်ရှုကြသည်တာရန်သည် ကျွန်တော်တို့နှင့်အတူလိုက်ပါလာပြီး ထင်ရှားသည့်အဆောက်အုံနေရာစာသည်များကိုညွှန်ပြကာရှင်းလင်းပြောဆိုလေသည်မြို့ထဲမှပြန်လည်ရောက်ရှိလာသောအခါတာရန်နှင့်ခိတ္တမြစကားပြောဆိုနေကြပြီးအိယာဝင်ကြလေသည် နောက်တနေ့နံနက်တွင် ကျွန်တော်တို့သည်ဟိုတယ်အောက်ထက်သို့ဆင်းကာနံနက်စာစားတောင်းနေစဉ်နောက်လျင်ဖြစ်လိုက်လာသောရိရရှအဖွဲ့ဝင်များရောက်ရှိလာကြလေသည်အရင်ရောက်နေသူများနှင့်နောက်မှရောက်လာသူများအပြန်အလှန်စကားပြောနေကြရာစူးစူးညံလျက်ရှိလေသည် နနက်စာစားပြီးတော့ကျွန်တော်နဲ့တခင်ဆန်မြင့်သည်ဟိုတယ်မှအမျိုးသမီးကြီးတဦးနှင့်စကားပြန်တာရန်လိုက်ပါလျက်မြို့ထဲရှိဘန်တိုက်သို့သွား၍ငွေလဲလှည့်ရလေသည် ကျွန်တော်တို့လန်ခီးတွင်သုံးရန် အသေးသုံးငွေမှာပေါင်စတာလင်ချက်လက်မှတ်များဖြည့်၍ဘန်တိုက်တွင်ရုရှားငွေရူဘယ်ကိုလဲလှည့်ရခြင်းဖြစ်လေသည်ဘန်တိုက်မှပြန်လဲရောက်ရှိလာသောအခါဟိုတယ်တွင်ဂျမန်နှင့်ညစာအတွက်60ရူဘယ်နှင့်ထိုနှင့်နနက်စာအတွက် 69ရူဘယ်များကို ပေးချေရလေသည် ထိုစဉ်ကရုရှားငွေ2ရူဘယ်သည်မြန်မာငွေတစ်ချက်ခွဲခန့်တန်မိုးရှိလေသည်ဒီလိုသာပေးနေရရင်တော့ပါလာတဲ့ငွေလေးမော်စကိုမြောက်ခွင်ကုန်လိမ့်မယ်ဟုကျွန်တော်ညင်းညူလိုက်မိပါသည် အခန်းနှင်နနက်7နာရီတွင် လေရင်ဖြစ်ခရီးဆက်ကြပြန်သည်ဒီတခါတော့ကျွန်တော်တို့နှင့်တူပြည်ထရှာပါလီမန်အမတ်များပါမလာတော့ပါ လေရင်မြန်တစ်စင်းလုံးကျွန်တော်တို့၄ဦးအပြင် လေရင်အမှုရမ်းများနှင့်လေရင်မဲတူစကံပြန်တာရန်သာပါရှိလာသည်မောလဲ့နှစ်နာရီအချိန်တွင် လေရင်သည် ခရစ်နာယလေရင်ကွင်းသို့ဆင်းသက်လာလေသည် ကောင်းငင်တစ်ခုလုံးတိမ်ညိုတွေဖုံးနေသည် လေရင်မှာရာသီဥတုမကောင်းသဖြင့်ဆက်၍ပြန်တန်းတော့မည်မဟုတ်ဟုသိရလေသည်လေရင်ဘောကဆင်းလိုက်သည်နှင့်တပြိုင်နက်ခက်ခဲတုံအောင်အင်းနေလေသည် အနီးပတ်ဝန်းကျင်ရှိတစ်ပင်တို့တွင်လည်းအအေးတံကြောင့်အရွက်ကင်းမဲ့၍ အယိုးပြန့်ပြန့်ဖြစ်နေလေသည်တာရန်သည် ကျွန်တော်တို့အားလေစိတ်ဟိုတယ်ကလေးပေါ်သို့ခေါ်သွားလေသည် အလုံးပိတ်ထားသောတကားကိုဖွင့်၍ဝင်လိုက်သောအခါနှွေးသွားလေသည် အခန်းကြီးတစ်ခုလုံးခရီးသည်တွေနှင့်ပြည့်ကျက်နေသည်ကျွန်တော်တို့အားအပေါ်တတ်သို့ခေါ်ဆောင်သွားပြီးလျှင်နားနေရန် အခန်းတစ်ခန်းတွင် နေရာချထားပေးလေသည်များမကြာမီဗြိတိရှ်အဖွဲ့ဝင်တွေရောက်လာကြပြန်သည် ကျွန်တော်တို့အဖို့စကားပြန်တာရန်ပါလာ၍ အစအစအဆင်ပြေနေတော့လေဗြိတိသျှအဖွဲ့ဝင်တို့အတွက်စကားပြန်လိုက်ပါမလားတော့ကြောင့်တလန်လုံးအခက်အခဲနဲ့တွေ့ရသည်ဟုသိရသည် လန်ခီးတွင်၎င်းလေစိတ်ဟိုတယ်နှင့်လေရင်ပေါ်တွင်၎င်းအင်္ဂလိပ်စကားပြောသူမတွေ့ရသဖြင့်သူတို့အလိုဆန္ဒကို မေးမြန်းပြောဆိုရ၌အခက်အခဲနဲ့တွေ့ကြုံကြရလေသည် ထို့ကြောင့်သူတို့သည် တာရန်ကိုသာ အာကိုအာထာပြုတ်နေကြလေသည်တစုံတစ်ခုပြောဆိုလိုလျင်ဟေးလုံးကြစမ်းပါဦး တို့ပါးစပ်နဲ့နားကိုရှာကြစမ်းမအောင်ဘဲရောက်နေတယ်လေဟုဆိုကာတာရန်ကိုရှာကြလေသည်မမ်မီသည် တာရန်သည်သူတို့အဖို့နားနှင့်ပါးစပ်ဖြစ်နေသည်တာရန်မပါလင်နားနှင့်ပါးစပ်မရှိတဲ့ကဲ့သို့ဖြစ်၍ပြောတော်လဲမကြသလိုသူတို့ကပြန်ပြောလှင်လဲနားမလဲဖြစ်နေလေသည်ညနေဆောင်တွင် တာရန်ရောက်ရှိလာပြီးကျွန်တော်တို့အားမြို့ထဲသို့ခေါ်ဆောင်သွားလေသည်မြို့ထဲရှိဟိုတယ်တစ်ခုတွင်အဖွဲခေါင်းဆောင်အတွက်အခန်းကျယ်ကြီးတစ်ခုနှင့် ကျွန်တော်တို့၃ယောက်အတွက်အခန်းငယ်တစ်ခု စီစဉ်ထားရှိလေသည်။မောင်စာပြိုးလာသောအချိန်တွင်ထိုဟိုတယ်မှပင်ညစာစားပြီးဆော့ဆော့အိပ်ရာဝင်ကြလေသည်။အခန်း၃နောက်တနေ့နနက်တွင် စီးနင်းများကြနေသည်ကိုမှန်ပတင်းမှမြင်နေရသည်။များများတော့မဟုတ်လက်ပံပင်မှလဲမှုများလင်းဟုန်စီးပြီးလွင့်လာသလိုလိုဝန်လွဲနှစ်နာရီတွင်ခရစ်နာရလေးစိတ်မှထွက်ခွာလာကြပြီးနှစ်နာရီခန့်ပြန်တမ်းမိသောအခါ အုံးစလီသိတို့ရောက်ရှိလေသည်လေရင်ပေါ်မှဆင်းလာသောအခါပဝန်းကျင်တစ်ခုလုံးစီးနှင်းတွေဖုံးနေသည်ကို တွေ့ရသည်လမ်းလျှောက်သောအခါချော်မလဲရန်မနှဲတတိထား၍လမ်းလျှောက်ကြရလေသည် ထိုမျိုးတွင်တညအိပ်ပြီးနောက်တနေ့7နှစ်15တွင် ပြန်လည်ထွက်ခွာလာကြသည် ထိုအချိန်သည်မော်စကိုစံတော်ချိန်အဖြစ်3နာရီ15မိနစ်သာရှိသေးသည်ဟုတာရန်က လာပြောလေသည်၄နာရီခန့်ပြန်တမ်းမိသောအခါ လေးစိတ်တစ်ခုသို့ဆင်းသက်ပြန်သည်လင်းရင်ပြင်ပတွင် အလွန်အေးပြီးလေးတဟုဟုတိုက်ခတ်နေသောကြောင့်ကျွန်တော်တို့သည်အပြင်သို့မထွက်တော့ဘဲလင်းရင်ထဲမှပင် ထိုင်နေကြသည် နောက်များမကြာမီဆက်လက်ထွက်ခွာပြန်တန်းလေသည် ကျွန်တော်၏လက်ပံနာ၏အချိန်အရ9နာရီတွင် ကာဆန်မီရှိသောမြို့ကလေးသို့ဆင်းသက်ပြန်သည်ည7နာရီတွင်ကာဆန်မှဆက်လက်ထွက်ခွာလာကြသည် မော်စကိုအချိန်အဖြစ်9နာရီသာရှိသေးသည် လေရင်ထွက်၍မကြမြင့်မီတဖြည်းဖြည်းငိုင်မီလာ၍အိပ်ပျော်သွားလေသည် ကျွန်တော်၏လက်မောင်းကို လေရင်မယ်ကလေးကမ်း၍လှုံနှိုးမှ နိုးလာလေသည် သူသည်မှန်ပရင်းမှမြေပြင်သို့ညွှန်ပြနေလေသည်ကျွန်တော်သည်အိမ်မုံဆုံးဝါးနှင့်ငုံကြည့်လိုက်ရာဓာမီရောင်တွေထိန်နေသည့်ကျယ်ပြန့်သောမြင်ကွင်းတစ်ခုကို တွေ့မြင်ရလေသည်အဲ့ဒါမော်စကိုပဲဟု လေရင်မယ်လေးကပြောကြလေသည်ဟိုမြို့လေကောင်ကကျေပွင့်နေနေတွေဟာ ရင်မလင်နန်းတော်ကြီးပေါ့ဟူအနည်းရောက်လာတော့တာရန်ကဝင်ကြွားစွာပြောလေသည်ကျွန်တော်သည်လေရင်မဲနှစ်တာရန်ကိုပြုံး၍ကြည့်နေလိုက်လေသည် လေရင်သည်တပြေးပြေးနေဆင်းလာလေသည်လေရင်ကွင်းတွင်မြမတာမတ်ကြီးဦးအောင်နှင့် ဆိုဘီရဲ့နိုင်ငံသား၏ဝင်ကြီးဌာနနှင့်စိုက်ပျိုး၏ဝင်ကြီးဌာနမှပုဂ္ဂိုလ်များလာရောက်ကြိုးဆိုနေသည်ကိုတွေ့ရသည် ကျွန်တော်တို့ကိုမော်စကိုမြို့တွင်ရှိ အင်ဗိုင်းဟိုတယ်တွင် နေရာချထားပေးလေသည် အဖွဲခေါင်းဆောင်အတွက်အခန်းကျဲကြီးတစ်ခုတီးခြားထားရှိပေးပြီးလျှင်ကျန်သုံးအတွက်အခန်းတစ်ခန်းစီ နေရာချထားပေးလေသည်မိမိတို့အခန်းများတွင်ပစ္စည်းများရောက်ရှိလာ၍နေရာတကျထားပြီးသည်နှင့်ကဲရသာစားကြရအောင်အောက်ထပ်ကြခဲ့ကြပါဟုစကားပြန်ကလာရောက်ခေါ်ငင်လေသည် ထမင်းစားခန်းတွင်ဇပွဲပေါ်၌စားစရာတောက်စရာတွေအစုံလင်တင်ထားတော်လဲညီသူမြတ်မစားနိုင်ကြရှင်တို့စားနေကြအစားစာမဟုတ်တော့ အရသာတွေ့မှတွေ့ကြမယ်စားကြင်လာကိုသာပြောကြပါဖြစ်အောင်ချက်ကျွေးပါမယ်ဟူဒုရီယလေယာဆိုင်ပြိုးရေးဝင်ကြီးကတော်ကဟော်ရွေစွာပြောကြလေသည်ဇပွဲမှထလာသောအခါကျွန်တော်၏လက်ပတ်နာရီကို ကြည့်မိရာနနက်3နာရီထိုးနေလေပြီမော်စကိုအချိန်အဖြစ်ည7နာရီသာရှိသေး၏ကျွန်တော်တို့သည်မိမိအခန်းအသီးသီးသို့ရောက်ကြသည်နှင့်အဝယ်စားများလဲလှယ်ပြီးလျှင်အိပ်ယာထဲဝင်၍ကိုင်းနေကြလေသည် အခန်းလေး နောက်တစ်နေ့တွင်လေယာဆိုင်ပြိုရေးဌာနဝန်ကြီးဘယ်နစ်ဒီတော့အဖွဲ့ခေါင်းဆောင်နှင့်လာရောက်တွေ့ဆုံပြီးနှစ်ပြည်တော်ချစ်ကြည်ရေးစကားများကို ပြောဆိုပြီးနောက်ဆိုဗီယက်ပြည်ထောင်စုတွင် လေးလာလိုသည့်နေရာဌာနများကို အကြံအဖျင်းဆွေးနွေးကြလေသည် ဝန်ကြီးကအဖွဲ့ဝင်များဆန္ဒရှိသည့်အတိုင်းလေးလာနိုင်ရန် စီစဉ်ပေးပါမည်ဟုကတိပြုသွားလေသည် လေးလာရေးအစီအစဉ်များကိုရေးဆွဲရ၌အပိုင်း၃ပိုင်းချ၍ရေးဆွဲကြသည် ၁လေယာမြေနိုင်ငံပိုင်ပြုလုပ်ရေးနှင့်ပတ်သက်၍သက်ဆိုင်ရာပါရဂူများဌာနဆိုင်ရာကြီးကဲများနှင့်ဆွေးနွေးရန်၂စုပေါင်းလေယာဌာနများစက်မှုလေယာဌာနများသုတေသနဌာနများမှစ၍လေယာမြေနှင့်ပတ်သက်သောလုပ်ငန်းများကို ကိုယ်တွေ့ကွင်းစင်တွားရောက်ကြည့်ရှုလေ့လာရန်၃ဆိုဗီယက်ယဉ်ကျေးမှုနှင့်လူမှုရေးများကို လေ့လာလျက်တမိုင်းဝင်အဆောက်အအုံများယဉ်ကျေးမှုဌာနများနှင့် အမှုပညာဌာနများသို့တွားရောက်လည်လာရန်တို့ဖြစ်လေသည်အစည်းအဝေးရေးဆွဲထားသည့်အချိန်ပုဂ္ဂလိကပိုင်ပစ္စည်းများထားရှိခြင်းကိုပယ်ဖြတ်သည့်အကြောင်းနှင့်ပတ်သက်၍၎င်းစူပေါင်းထွန်ရည်ရေးမစမီကလေယာမြေပိုင်ဆိုင်မှုအကြောင်းကို၎င်းနိုင်ငံတော်လေယာစိုက်ပျိုးရေးဌာနနှင့်စူပေါင်းလေယာဌာနများ၏မြေယာပိုင်ဆိုင်ခွင့်များကို၎င်းအာရှတိုက်အလဲပိုင်းရှိ ဆိုဗီယက်ပြည်နယ်များတွင်စောင်းရက်ပြီးစီသောမြေယာနှင့်ရေပေးရေးပြုပြင်ပြောင်းလဲရေးအကြောင်းများကို၎င်း စက်မှုလေယာဌာနများဖွင့်လှစ်ရေးနှင့်လေယာစိုက်ပျိုးရေးတွင်စက္ကရိယာများနှင့်ပြည့်စစ်တပ်အားများအသုံးပြုရေးကို၎င်းတပ်ဆိုင်ရာပါရဂူကြီးများနှင့် အော်တိုဘာလ၈ရက်နေ့မှ၃ရက်နေ့အထိနေ့စဉ်နံနက်ပိုင်းတွင်ဆွေးနွေးကြပါသည်။နေ့လယ်စာစားသုံးပြီးမွန်လွယ်ပိုင်းတွင် မော်စကိုမြို့တွင်ရှိတမိုင်းဝင်အဆောက်အုံများယဉ်ကျေးမှုဆိုင်ရာအဆောက်အုံနှင့်ပြတိုက်စသည်များသို့တွားရောက်ကြည့်ရှုလေ့လာကြသည်။ကျွန်တော်တို့သည် မော်စကိုအနီးရှိ စိုက်ပျိုးရေးတက္ကသိုလ်တို့၎င်းမော်စကိုတက္ကသိုလ်တို့၎င်းလီနင်ပြလိုက်တို့၎င်းတွားရောက်လေ့လာကြသည်တနေ့သောညနေဆောင်တွင်မူမော်စကို၏မြေအောက်မိရထားဘူရာယုံကြီးများတို့တွားရောက်ကြသည်မြေအောက်သို့အက်စကယ်လီတာခေါ်ရွေရှားဓာတ်လီကားတို့ဖြင့်ဆင်းသွားကြရသည်ဘူရာယုံကြီးများကိုလည်းမြေအောက်တွင်အမှုပညာမြောက်စွာ ဖန်တီးတိဆောက်ထားသည်ကိုတွေ့ရသည် အချို့သောနေရာများတွင် ရုပ်ထုများပကြီးကားများဖြင့် တစားဆင်ထားသည်ကျွန်တော်တို့သည်တဏီယာမတဏီယာတို့မြေအောင်မိရထားဖြစ်သွားပြီးလေ့လာကြသည်မိရထားတွဲများမှလည်းတည့်ရက်တန်ရှင်းလာသည်တဏီသောနနက်ခင်းတွင်ဂရမလင်နန်းတော်ကြီး၏ပြင်ပရင်ပြင်းနီဘော်တွင်ရှိသောလီနင်ဤတင်းချန်းကူတို့တွား၍လွမ်းသူပန်းငွေချကအလေးပြုကြသည်တဲကြောင့်ဤတို့ဖြင့်စောင့်လုပ်ထားသောတင်းချန်းကူပေါ့မှအစာရှည်လျားစွာတန်းစီနေကြသောပရိသတ်ကို အဝေးမှပင်တွေ့မြင်ရလေသည်တင်းချိုင်းကူကို တပတ်လင်သုံးရက်ဖွင့်ပေးရာ ဖွင့်ပေးသည့်နေ့တိုင်းမှပင်ဤကဲ့သို့လာရောက်အလေးပြုသူတွေနှင့်စီကားလျက်ရှိကြောင်းကျွန်တော်တို့နှင့်အတူပါလာသူစကံပြန်ကပြောကြလေသည်ကျွန်တော်တို့သည် ပန်းခွေကိုင်းဆောင်လျက်ဂူပေါင်းသို့ရောက်ရှိသောအခါစစ်အရာရှိတအူးကနှစ်ယောက်တွဲစီတန်းစီနေကြသူများကိုခိတ္တဆိုင်ငံ့ထားပြီးဝင်ပေါက်ကိုရှင်းပေးလေသည်ကျွန်တော်တို့အတွင်းဘက်သို့ဝင်ရောက်သွားပြီးလျှင် ပန်းခွေထားရမည့်နေရာတွင်ချထား၍အောက်ဘက်သို့ဆင်းလာကြရပြန်သည်စစ်အရာရှိသည် ရှေ့မှဖြင်းရင်းစွာလျှောက်သွားရာ ကျွန်တော်တို့သည် သူ့နောက်မှတယောက်ချင်းလိုက်ပါသွားကြသည်ကြောက်ဖြစ်ပြုလုပ်ထားသောဆင်မော်တွင်မှန်ကောင်းတွင်ဝင် ဆိုဗီယက်ခေါင်းဆောင်ကြီးလီနင်သည် မနိုးသောအိတ်ချင်းဖြင့်အိပ်ပျော်လျက်ရှိပေသည်မှန်ကောင်းတွင်လင်းနေသောရဲစစ်မီနီကလေးအယောင်ဖြင့်ခေါင်းဆောင်ကြီးလီနင်၏ရုပ်ကလက်ကို အထင်းသားမြင်တွေ့နေရသည် ရုပ်ဆင်းမပြန်ဝဂရီတီရှိနေသည်မျက်လုံးဆုံးသည် မိတ်လျံနှခမ်းမွေးမုန်စိမ်မွေးများသည်လည်းခပ်ပါပါထောင်လျံထူထဲသောဘောင်းမီနှင့်ဂျူနစ်အင်ကြီးကြီးကို ဝစ်ဆင်ထားသည်လက်နှစ်ဖက်ကိုရင်မက်ပေါ်တွင်မှောက်၍တင်ထားရာတစ်ဖက်သည် အနှင်းငယ်ကွေးဆုပ်၍တခြားတစ်ဖက်သည်ဖျက်လျက်ရှိလေသည်အသားရောင်သည်လက်ဆက်ဆူပြေနေလေသည် ကျွန်တော်တို့သည် အလောင်းစင်ကိုတဖြည်းဖြည်းလှက်ပတ်ကြည့်ရှုကြပြီး အလေးပြုကတဖက်ပေါက်မှထွက်လာကြလေသည် လီနင်တည်ဆုံးသည်မှာ1952ခုနှစ်တွင်နှစ်ပေါင်း28နှစ်ကြာခဲ့လေပြီ သူ့အလောင်းကိုဤအချိန်ထိပဂရိတီရှိနေအောင်မြည်သူများဖန်တီးထားကြလေသည်ဟုကျွန်တော်ကတွေးတောလာမိလေသည် အခန်းကကျွန်တော်တို့သည် မော်စကိုတွင်ရှိနေစဉ်တွင်သက်ဆိုင်ရာဌာနကစီစဉ်ပေးကြရာယဉ်ကျေးမှုပွဲများကိုလည်းကြီးစုခဲ့ရလေသည် ထိုပွဲများကို အမျိုးသားအဖြစ် သုံးမျိုးခွဲခြားနိုင်ပါသည်တူရိယာဂီတကိုအသားပေးကအကဟန်ဖြစ်တာတယုတ်ဖော်သွားသည်ဘဲလိအကဇံဒေသံဂီတတန်တို့ဖြင့်တီဆိုတီမုတ်ကတယုတ်ဖော်သွားသော အော်ပရာခေါ်တီဂီတာပြဇံအတီမုတ်အတီဆို လုံးဝမပါရှိပဲဟန်မူရာပြောစကားတို့ဖြစ်တာတယုတ်ဖော်သွားသောတမယိုးချပြဇံကျွန်တော်တို့သည်မော်စကို၏ နာမည်ကြီးလာသောဝေါ်ရိုင်းဇက်ယုံကြီးတွင် တင်ဆက်ပြသသည့်ရှေ့စပီးယား၏ရိုမီယိုဂျူလီယက်နှင့်ငန်းတို့ပြော်ရာရေကန်တာအမည်ရှိသောဘဲလီကားဆက်နှစ်ခုကို ကြည့်ရှုခဲ့ရလေသည်ထိုဇက်ယုံကြီးမှပင်အီဗဇူဆန်နီအမည်ရှိသောဒေဂီတာပြဇက်ကိုလည်းကြည့်ရှုခဲ့ရသည်ဇက်ယုံကြီး၏အတွင်ဘက်တွင်ဂရီဘာရွှေရောင်တို့ဖြင့်တဖိတ်ဖိတ်တောင်းနေပြီးခန္ဓာစွာဆင်းရဲထားလေသည်ကျယ်ပြန့်သောဇက်ခုံကြီးပေါ်တွင် နောက်ခံအဖြစ်ဖန်တီးထားသည့်ရေမြေတောတောင်ကျေးရွာနေအိမ်ဆသောရှုကင်းတို့ကိုပြင်ဆင်ပြတာထားရာတဘာဝကြလာပါသည်စီးနှင်းကြပုံလေတိုက်ပုံတိရွက်များကြွေကြပုံဇာတိတို့မှလည်းတရုတ်ပါလာသည် ထို့ပြင်အခန်းတစ်ခုမှတစ်ခုသို့ပြောင်းလဲရ၌လေလှင်မြန်လှပါသည်တမရိုးကြပြဆက်ဖြစ်သောမမေ့နိုင်သည့်1919ခုမူတခြားဇယုံတစ်ခုတွင် ကြီးစုခဲ့ရပါသည် ထိုဇက်ယုံမှာဟောလိုင်းဇက်ယုံကြီးကဲ့သို့ကြီးကျယ်ခမ်းနားမှုမရှိတော့လဲတက်တက်ရရနှင့်စနစ်တကျပြင်ဆင်ထားသည်ကို တွေ့ရပါသည်မမေ့နိုင်သည်1919မှာ ပထမကမ္ဘာစစ်ကြီးပြီးစာလီနင်တို့လူစု အာနာရစာအချိန်တွင်တံပြန်တော်လှန်ရေးသမားတို့တောင်းညံ့ကြသည့်အတွက်မြေတို့မြေပုံတွန်းလှန်တိုက်ခတ်ရသည်ကိုတရုတ်ပေါ်ထားခြင်းဖြစ်လေသည်ပြဇာတ်ထဲတွင် လီနင်နှင့်စတာလင်ဖြင့် တရုတ်ဆောင်သူနှစ်ဦးမှအထူးပင်တူလှပါသည်ဤသို့လျှင်ကျွန်တော်တို့သည် မော်စကိုတွင် အော်တိုဘာလ23ရက်နေ့အထိနေထိုင်ကြပြီးတဆိုင်ရာပုဂ္ဂိုလ်များနှင့်လေယာဉ်မြေပြဿနာများကိုဆွေးနွေးကြသည့်အပြင်ယဉ်ကျေးမှုဆိုင်ရာဌာနများကိုလည်းလှည့်လည်ကြည့်ရှုခဲ့ကြပါသည် အော်တိုဘာလ14ရက်နေ့တွင်ဥစ်ဘတ်စတန်ပြည်နယ်သို့ထွက်ခွာရန်ပြင်ဆင်ကြလေသည် ကျွန်တော်တို့နှင့်အတူမြန်မာတမ်မတ်ကြီးဦးအောင် ဒုတိယလေယာစိုက်ပျိုးရေးဝန်ကြီးနှစ်ဦးနှင့်စကားပြန်နှစ်ဦးတို့လိုက်ပါကြမည်ဖြစ်လေသည်။ဥစဘက်စတန်ရောက်တော့လေယာစိုက်ပျိုးရေးနှင့်ပတ်သက်ပြီးဒီထက်စိတ်ဝင်စားစရာတွေကိုခမရတို့လက်တွေ့လေ့လာခွင့်ရကြပါလိမ့်မယ်။ဟုဒုတိယဝန်ကြီးကပြောကြလေသည်။နားဆင်ပေးသူအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရရှင်။